ကဒမကိုမောင်မောင်နဲ့ကိုမောင်စိုးအားလုံးတိမှာပါဘောမတွေဘက်ကပျော်ကြီးမောင်မောင်မောင်စိုးဆိုပြီးတော့တော့ဆဲနေကြတယ်နော်အဲသူတို့ကလည်းဒီဘက်ချမ်းကိုပြောပါတယ်သူတို့တော်လိုင်းဘက်ကလူတွေတော့အဲ့ဒီလူတွေကအခုဒီတော်လိုင်းကာလ၄နှစ်ကျော်၅နှစ်ဖြစ်လာအချိန်မှာဒီစစ်ကောင်းဆောင်တွေရဲ့လွဲမားတဲ့လှုပ်ရဲကြောင့်တိုင်းပြည်စုပ်ပြတ်တက်လာတာကိုသူတို့ဟာထောက်ပြရင်းနဲ့အခုဆိုဘာဖြစ်လဲဆိုတော့ဘောမတွေကသူတို့ကိုတော်လိုင်းသမားတွေအောင်တော့ဆဲနေကြတယ်အဲ့တော့အခုလည်းဒီမှာဘလီဆောက်တဲ့ကိစ္စကိုဖုံးစေခြင်းလို့လိုက်ပြီးပြနေကြတာ ဒါဘူးလက်လာဆိုဆို believe ကိစ္စဖုံးချင်ရဆိုပြီး message မလာကိစ္စပြောရတယ်ကံကောင်းလို့ဂျေတယ်မအောင်ရစောက်ချက်တွေကွဲရောနော်အခုသူတို့ကစောက်တဲ့ကိစ္စကိုရှင်းပြနေတာအောက်ကလာ commitment နေတဲ့စိတ်ပိတ်တွေကနော်အတင်းသူတို့ကိုတော့ပြောရအောင်သူတို့ live လွှင့်တဲ့အချိန်မှာ screen recorder ဖမ်းထားတာဖြစ်မှာဒါကတော့ facebook ထဲကနေတင်ထားတဲ့ video file ကိုကျွန်တော်တွေ့လို့ယူလာတယ်နော်အ view file တားရှင်မယ်နေကျွန်တော်အကောင်တော့လုံနိုင်ဘူးနိုင်ရတဲ့လောက်ထိကိုကျွန်တော်လုတ်ပေးမယ်နော်ကြည့်ပါပါနော်စိတ်ပိတ်တွေဘယ်လောက်ပိတ်နေဆိုတာဟာလေရတဲ့လို့ထင်တယ် ဟုတ်လားဘယ်လိုဆိုတော့ဘာသူပြောပါလဲညီမလေးခရိုင်ကိုတင်ပြီးမယ်ဟာညီမလေးအသေးတော့လာပြီလာပြီဟိုမှာတော့ရှင်းနေမကြည့်လားဒီအဲ့ဒီမှာဟုတ်လားမောင်စားကညီမသူ့လည်းမှာဆောက်တော့ဆောက်နေပြုံးမှာဆက်စီအောင်ဆက်နေနော်ကလေးတော့ကောက်ပြီးမှလောက်နေတယ်သူတို့နှလုံးနှလုံးဆောင်နော်ရှီစုံနေပလီရရှီရပလီอืมသူခုပြမိန်ကတက်တုံညနှင်းငါ တောက်လို့တော့3ရက်3ရက်3လ2025မှာဆိုတော့အူးတော့အဲ့ဒါဟိုရောဆန်းစကြီကိုတညိုးထိုးပြီးတော့ဒေါ်ဆန်းစကြီလောက်ခိုင်းတယ်လို့လို့ဒေါ်စကြီဆိုရလက်ထက်ကတော့ငါတို့မှနည်းနည်းလေးပေါ့ပြလေ့လာကြည့်ရတာပဲအဲ့ဒါပဲเนาะဘာပဲဖြစ်ဖြစ်တိုင်းပြည်မှာနောက်ဆုံးသူတို့မိမဘိုက်ပူတာဆရာဒေါ်ဆန်းစကြီเนาะဘာပဲလို့လို့အဲ့လိုမဆိုင်တဲ့ကိစ္စရဲ့ဒေါ်ဆန်းစကြီเนาะဒါပေမဲ့ဒီနေ့အဲကိုရီးယားဆောက်လုပ်တဲ့ဒလာဒလာဖွဲ့ဘွဲမှာ မင်းအောင်နိုင်ကဆောက်ရှက်မရှိတဲ့ရုပ်နဲ့တွားပြီးတော့ဖွင့်ပေးတယ်မတည်သူပဲလှုပ်ထားတယ်လို့ပါလို့တော့ဆက်သွားမှာပြေးသွားတာဟုတ်မှာတော့အောင်ကတည်းနဲ့ကိစ္စမပြောပါနဲ့ဒီမှာလက်ရှိတောင်းမရှိတဲ့ကြောင့်ဆောက်ခွင့်ပေးတာမဟုတ်ဘူးလေခြံခတ်ခွင့်မပြုဘူးသွားပါပြီကွာဦးဒီမှာလည်းလုပ်လို့ရလားဦးဒီမှာလည်းလုပ်လို့ရလားဆက်နေလေကြည့်ရပါဘယ်လိုများပြောခြံခတ်တော့ ဆရာယူဆုံးခဲ့ရတယ်နော်ပြီးလို့ရှိရင်ပန္နရိုက်နော်ပန္နရိုက်ဘယ်ကဘာလို့ကတ်တာလဲဒီကမောင်ကလားကြည့်ကြည့်နော်အဲ့ဒီမှာရှိတဲ့ပြောင်းတာကိုမောင်မောင်သာကျွန်တော်ကိုပြောတဲ့ဗီဒီယိုလည်းမတွေ့ဘူးကိုမောင်ဆိုးဆိုကြီးကျွန်တော်ကိုတော်တော်ကိုပြောထားတဲ့ဗီဒီယိုဖိုင်ရှိတယ်ဒါပေမဲ့တူနဲ့ကျွန်တော် live မှာနှစ်ယောက်စုံပြီးတော့နှစ်ခါရှိပြီးစုံဘူးလားတူနဲ့ကျွန်တော်ဘယ်လိုပြောမလဲဘလောက်ပဲအပြင်မှာတူကျွန်တော်ကိုပြောတာပြောထား live ပေါ်ရောက်ရင်တူလည်းအပြူရဘောဆောင်ပြီးကိုယ်စကားပြောတယ်ကျွန်တော်လည်းအပြူရဘောဆောင်ပြီးတူစကားပြောတယ်နော်အဲ့တော့ပီရင်းကဘောမှနေကျွန်တော်ကိုပြောကြတယ်ငစီကရိုင်းနေရိုင်းနေ မင်းကြည့်ပါအဲ့နှစ်ယောက်ကိုနော်ကိုမောင်ဆိုးဆိုရင် ကျွန်တော်ကိုပြောထားတာမနေဘူးနော်ကျွန်တော်လည်းမောင်ဆိုးဘာဖြစ်ဖြစ်ပြန်စော်လာမယ်သူ့ကိုပို့တင်ပြီးတော့ဟိုတော့ပဲကျွန်တော်စော်ရင်ဒါပေမဲ့ live ပုံမှန်တယောက်တယောက်တွေးလိုက်လို့စကားပြောချင်ကြရင်သူကလည်းအပြစ်သဘောဆောင်ပြီးတော့ရိုင်းတိုင်းတဲ့အလုပ်ကိုမလုပ်ဘူးအဲ့တော့ तू အပြစ်သဘောဆောင်ပြီးရိုင်းတိုင်းအလုပ်မလုပ်တဲ့အတွက် तू လူကြီးလူကောင်းပြီးတော့စကားပြောတော့ကျွန်တော်လည်းလူကြီးလူကောင်းပြီးတော့ तू ပြန်စကားပြောပြီးတယ်နော်အဲ့ဒါအဲ့ဒါအဲ့ဒါပဲကျွန်တော်ပြောတာအဲ့ဒါတန်ရန်တန်ရန်ရမယ်ဆိုတော့အဲ့ဒါ အဲ့ဒီချိန်မှာသူကမိုက်မိုက်ရရင်အောက်တန်းကျတဲ့ကျွန်တော်ပြောလာမှာဆိုရင်ကျွန်တော်တို့ကိုပြန်ရည်ကြီးပေးနိုင်တာဖြည့်ရှင်းနေတဲ့ဖြေကအဲ့တော့ဒီလူတွေကတကယ်စစ်တပ်ကိုတိုက်ခတ်ရှိရှိထောက်ခံလာကြတဲ့လူတွေအကောက်တုနဲ့ငါတို့ကမျိုးချစ်ပါငါတို့ကမဖတ်တတ်ပါဆိုလှုပ်ခဲ့တဲ့လူတွေမဟုတ်ဘူးသူတို့တကယ်ကိုတော့ဒီစစ်တပ်အတွက်တိုက်ခတ်ရှိစွာစစ်တပ်ကိုထောက်ခံတဲ့နေရာမှာ9000စားတယ်ဆိုတဲ့ပုံစံမျိုးအကောက်တုပုံစံမျိုးလှုပ်ပြီးသူတို့ထောက်ခံခဲ့တာမဟုတ်ဘူး တိတ်ခါရှိဆိုတာထောက်ခံခဲ့တဲ့တူတွေဒါပေမဲ့ဒီလူတွေကဒီအချိန်မှာပြန်ပြောလာတာဒီဘာကြောင့်ပြောလဲဆိုတာလေးကိုဒီစိမ့်ပိန်းနေနေနဲ့နားထောင်တင့်တယ်ဒီလူတွေပြောတာအပြည့်တဘောဆောင်ပြီးပြောတာလားအပြည့်တဘောဆောင်ပြီးပြောတာလားကျွန်တော်နိုင်ငံတိုးတက်မယ်ဆိုတာအဲ့ဒါလို့စိတ်တွေထားနိုင်မှာတိုးတက်လို့ရမယ်ငါတို့အားပေးတဲ့ဘက်ဘာပဲလာပြောပြောတဲ့လူရန်သူလောက်တဲ့ဟာကြီးကဒါတလိုက်ဆန်ပဲတော်ပြီအဲ့လိုလုပ်လိုက်တလိုက်ဆန်အဲ့လိုတလိုက်ဆန်နေအားပေးတဲ့ဘက်အချမ်းကလည်းပြည့်စုံဖို့ပဲရှိတယ်เนาะအဲ့ဒါလေးကိုလူတိုင်းကိုတိစေခြင်းတယ် အခုသူတို့ဒီဒီနေ့ချိန်ထိတော်လှန်ရေးကိုအားပေးတဲ့လူတွေမဟုတ်ဘူးတော်လှန်ရေးကိုဘူးပေါင်းတဲ့လူတွေမဟုတ်ဘူးတော်လှန်ရေးကိုပြောနေတဲ့လူတွေနော်ဒီနေ့ချိန်ထိသူတို့ကပြောနေတာအဲ့တော့အဲ့ဒီလူတွေကပြန်ပြောကိုယ့်ဘက်အချမ်းကိုပြန်ပြောလာတယ်ဆိုတာလိုအပ်လို့ပြောတယ်ဆိုတဲ့အတိကိုတိတိနေနောက်တစ်ခုရှိတာကကျွန်တော်တို့စစ်တပ်ကိုချစ်တယ်ဆိုရင်လက်တွေ့ကြကြရှိပါဒီလူတွေကစစ်တပ်ကိုချစ်တာဒီလူတွေကတကယ်တပ်မတော်ဘောမာတယ်အဲ့တော့တပ်မတော်ကိုချစ်တဲ့ဒလုံလုံဘောမာမျိုးကိုပြည်သူကလက်မခံကြိုက်တယ်လို့ပြော အဲ့ဒါကိုပြောတာနော်ကျွန်တော်တို့ပြောတာဘောမရင်ဒီလိုမှပါတိုင်းပြည်အတွက်အကျိုးရှိအောင်မှတိုင်းပြည်အတွက်အကျိုးရှိတဲ့မှကိုဘယ်သူမှအောက်တန်းကြပြီးမတိုက်ခိုက်ဘူးစိတ်ချအဲ့ဒါမဟုတ်ဟုတ်ပါခါလို့ပြောမရှိနဲ့အဲ့ဟာတမဟုတ်ဘူးဘာဖြစ်လို့အဲ့ကျွန်တော်ခတ်တာလဲကျောင်းလိုက်ရကျောင်းလာတို့နှစ်ယောက်မှလေကိုမမောင်နဲ့ကိုမောင်ဆိုတာတို့နှစ်ယောက်တွေ့ရဒါပေမဲ့ကိုမမောင်ကျတော့စကားပြောရင်အေးအေးညောင်းညောင်းနဲ့အဲစိတ်ရှိရှိရှင်းပြတယ်သူကစိတ်မတူတတ်ဘူး အဲဒီဘက်ကကိုမောင်စိုးကသူကစိတ်ထိုးတတ်တယ်သူလည်းကျွန်တော်လိုပဲစိတ်အခက်မတင်ထဆဲတာကြီးရှိတယ်ဒါပေမဲ့ဘလို့ဖြစ်ဖြစ်ဒီလူတွေကစစ်တပ်အတွက်ကိုတကယ်လက်တွေ့ကျကျချစ်ပေးနေတဲ့သူတွေဆိုတာညင်းလို့မရဘူးဘာတောင်ခတ်တယ်ဖြစ်ပါလေအဘဟုတ်ဘာဘလို့ကာကွယ်ရမလဲဆိုတာစဉ်းစားနေတာဖြစ်ဟိုမှာသူပြုတ်ပေးကဘလီဆောက်ခွင့်နော်တခြားကုံတုံးလို့မရဆိုတာပါထားပြီးသားနော်သူရဲ့ခွင့်ပြုမိထမ်းပါလားတော့မင်းရပါအဲ့ညမှာအစ္စလာဘာသာကိုကိုယ်လည်းလူရှိလားလို့ဘယ်နဲ့ရှိလဲမင်းရတော့မှာ ဟုတ်ရဲ့အဲ့ဒီမှာပေါ်မှုကိုလည်းတွားပြီးလုပ်ထားတာပဲစင်ဝင်မှာစိုးလို့တယ်မဟုတ်ရဲ့အမဟိုပါလားစီးပွားရေးလုပ်ဖို့ချမ်းမီရေရောင်းပြီးဈေးမမြတ်တင်ပြီးဟိုပါပေါ်နေတော့စိတ်ကြီးတယ်ကလည်းစိတ်တည်းကျတယ်နော်ဟိုမှာอืมဒီလိုချမ်းစီရခမယ်တကယ်အဆောက်ရမယ်ဆိုတော့သူကဆောက်ခွင့်ပေးလိုက်ပြီလေပေါ့နော်ဆောက်ခွင့်ပေးဆိုတော့ဆောက်တော့မှာပေါ့ဆောက်နေပြီလေအပန်းရရင်တို့တော့တုံးလာမယ်ကြာပြီတော့အဲ့ဟာဆောက်ဖို့အတွက်ဟိုဒီဆောက်ခွင့်ပြည့် ီလူတွေကိုကျွန်တော်ဗာပြုတ်လူတွေရှိလောက်လဲဆိုတော့ NND အစိုးရတက်လာရင်ကလားနိုင်ငံဖြစ်သွားမယ် NND ကကလားအားပေးဆက်သက်ဖြစ်စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းအကုန်လုံးကဝိုင်းတိုက်လာခဲ့တယ်။ဒါပေမဲ့ NND ဆိုတာ၅နှစ်တက်တယ်။ဘာဖြစ်သွားသူတို့ပြောသလိုဖြစ်လာတာမဖြစ်ဘူး။အဲ့ဒါဒီဝင်နေတဲ့ဘင်္ဂါလီတွေကိုလွတ်တော်တဲ့ခေါ်တွင်းခဲ့တဲ့ NND မဟုတ်ဘူး။ကြမ်းခိုင်ဖွံ့ဖြိုးရေးပါတီ။အဲရွှေမောင်တို့ဘာတို့အကုန်လုံးကိုဒီဘင်္ဂါလီတွေကိုလွတ်တော်တဲ့ခေါ်တွင်းခဲ့တာဘသူတွေလဲ။အဲ့ဒီကလားကလားဆဲတဲ့လူတွေပဲခေါ်တွင်းခဲ့တာ။နော်အဲ့တော့ တကယ်တကယ်သူတို့ပုံတိုင်းဒီလိုမျိုးဗလီတွေဆောက်ရအတိတ်ပဲမရှိတဲ့ကိစ္စဒီနေပြီးတော့မှဘလူးအစ္စလမ်ဘာသာဝင်နေတာဟိုရဲကကျွန်တော်အောက်မှာ comment လာရေးထားတယ်အဲ့ဗလီမတော်ဘူးတဲ့တန်ဖိုးမရှိတဲ့အရာကိုဘလို့ပြောမလဲစေတနာမပါဘဲနဲ့သူတို့ကိုဂျိုးအတွက်အစ္စလမ်ဘာသာကိုခုတုံးလုပ်တယ်ဆိုတာအစ္စလမ်ဘာသာဝင်ကောင်းကောင်းသိတယ်အစ္စလမ်ဘာသာကိုတကယ်ကိုနိုင်ငံသားအချင်းချင်းမို့လို့စေတနာရှိလို့လွတ်လပ်စွာကိုယ်ကိုယ်ပွင့်ပေးခြင်းလို့လုပ်တာမှမဟုတ်တာသူတို့အကောင်းစားရေးအတွက်သူတို့ကိုဂျိုးအတွက်ဘာသာရေးကိုခုတုံးလုပ်တာ ဲ့တော့တစ်ချိန်ကကလာကလာပြောခဲ့တဲ့နေရာမှာသူတို့လည်းပါတယ်နော်ဓမ္မပါဌာတွေကိုမောင်မောင်တို့လည်းပါတယ်ကိုသမောင်စိုးတို့ပါတယ်ဒါပေမဲ့သူတို့ဒီခိုင်မာတဲ့ယက်တီမှုနဲ့ဘာသာရေးဘက်ကနေယက်တီခဲ့တာဖြစ်တဲ့အတွက်ဘယ်သူပဲလှုပ်လှုပ်သူတို့ခွင့်မပြုနိုင်မှားတာမှန်တာတက္ကနာထားဘယ်မတူတဲ့အတွက်မင်းတို့မှားတယ်ငါတို့မှန်တယ်ခဏနေဦးဒါပေမဲ့သူတို့ရဲ့ယက်တီမှုဒီမှန်ကန်လားမမှန်ကန်ဘူးလားဒါပေမဲ့ပြည်တွင်းနဲ့စိမ့်ပိအဲ့ဘောမတွေပိုင်ရဲကိုတို့အဲအဲ့ကောင်တွေပြောလဲပြောခြင်းနဲ့ပြောလဲမပြောရင် တက်တက်လုံးဝကလာကလာပြောလဲအခုကျသူတို့အမေလင်းကြီးကိုယ်တိုင်ပြီထဆောက်တော့ဘာလို့လုံးကမှမတည်ဘူးအာတိတ်မနေခဲမင်းရဖြစ်ပြီးတော့အဲမဲပြန်မရှိတော့ဘာပြောလဲအဒီကိုအချင်းချင်းတော့ပြန်မဲတယ်ဟမ်ကိုမောင်မောင်တို့ကိုမောင်စိုးတို့တော့ပြန်ဆဲအာပြပနဲ့မဟုတ်တာပြောတာလို့အဘူးလက်ကြီးဆိုမှာအစင်အတန်းတွေကြည့်ပြားတာဗယံပဓာတွေမဟုတ်ဘူးလားအဲ့ဒီဗယံပဓာတွေတိုင်းပြည်ကိုတက်အောင်ထုတ်ဖို့လုပ်နေတာတိုင်းပြည်မှာလူစွာချက်လက်ဖို့လုပ်နေတာ အမိန့်စာဒီကလေးမလေးကအမှန်ကြည့်တော့မှမပြလိုက်ကွာဘယ်လိုကောအမိန့်စာကအိုင်မိုက်စိုက်မှာနော်စိမ်းအောင်လေးနဲ့တည်တည်ချာချာကိုရေးထားတယ်နော်အမိန့်စာအမှတ်အမှတ်တော့အမိန့်စာအမှတ်တာအမှတ်ထားနော်1325နော်အဲအမိန့်စာနေပြည်တော်စီမံကောင်စီကစောက်လုပ်ကင်းပြူတာက3ရက်3လ2025နော်အဲ့တော့အဲ့အမိန့်စာပဲဟာတာကကြည့်အေးဘာလာကြောက်ဘူးကောက်ွယ်ချင်တာတော့နားလေပါလေနော်အပေါက်ကောက်ွယ်ချင်တာနားလေဒါမှမဟုတ် ဘာမှမသူကတရားတည်တယ်ဟုတ်လားလေအဘအကောက်ွယ်ချင်တာလေတိုင်းပြည်ကိုကောက်ွယ်ချင်တာမဟုတ်တာအဲ့ဒါအဖြေအကုန်ပေါ်တာတော့တိုင်းပြည်ကိုချစ်တဲ့ဘောမာနဲ့အဘကိုချစ်တဲ့ဘောမာအဲ့ဒါအဖြေပဲဗျာတရားတရားတကြည်လေတတိယတော့ကြည်လေဆိုတော့ပါကွန်မင်းစာတော့ပြလိုက်ပါတော့ပါနော်ဘာလို့ပြမယ်မဟာပြုတ်တင်ပြလိုက်မယ်အေးပြတင်ပြမယ်တင်နော်ကျွန်တော်ကျောဆုသူတို့ရေယုံကြရတယ်ရေယုံကြကျောဆုသူသွားမိကြပါဦးနော် မသူတို့ငါတို့ယုံမှာမဟုတ်ကျောစုယုံကြည်ကြမှာပါချစ်တော့ကျောစုကပါပြောတယ်ဆိုတော့ OIC နိုင်ငံနေရဲ့နော်ဒါကိုမှမယုံကြည်နဲ့ပြောပါဘောနော် OIC နိုင်ငံနေကလာတဲ့ကောင်းဆောင်ကြီးတွေကိုဝစ်ပြဖို့အတွက်ဘာဒီဥစက်ကိုစောက်ရမယ်တဲ့ကျောစုကပြောသွားပါတယ်နော်ကဲကြားရနော်ကျောစုပြောရစကျောစုတို့ကောင်းမျိုးဆိုပို့ဆိုးတယ်ဘာတိုင်းပြည်အတွက်ပြည်သူအတွက်ဘာတိုင်းအတွက်ဘာတစ်ခုမှကောင်းတဲ့ရှိတာမဟုတ်ဒီကောင်းဆောင်တွေအဲ့မျက်နှာရရင်အတွက်ပဲလိုက်ပြောတာနော်တကယ်အောက်တန်းစားတွေဒီကောင်းတွေ ဒါကြောင့်မလို့ဟိုဒီပွဲကလေတခုတော့ကောင်းတယ်ကွာဟိုအဖြူနဲ့အမဲပွဲွားတယ်ဘောမဆိုရင်တော့ဘာကိုဘောမတာလဲဟုတ်တယ်မလားတိုင်းပြည်ကိုချစ်တဲ့စိတ်စစ်တပ်ကိုတပ်မတော်ကိုချစ်တဲ့စိတ်ဘာသာတရားကိုချစ်တဲ့စိတ်နဲ့မမတာလို့ဘောမတာလားကောင်းမွန်ကိုကြိုးရဖို့အတွက်ဒီအနာရှိတဲ့အရာရှိကောင်တွေကိုလိုက်ပြီးတော့ဘောလိုက်ဆုတ်တဲ့အောက်တန်းစားလားဆိုတာဒီပွဲအတ္တတိပဲတတ္တိပဲလားအာဖြစ်ရှင်းနေတယ်အဲပောက်ကိုတော့ဗာပြောလဲဆိုတော့ဟုတ်ပါတယ်2023နဲ့ကနေပြီးတော့ခွင့်ပြုထားတာဖြစ်ပါတယ်တဲ့နော် နော်အဲ့ဒါတခြားသေးလားအခုတို့ပြောတဲ့အချိန်မှာနားထောင်နော်နားထောင်မနော်အဲနောက်ထပ်နောက်ထပ်ပေါက်ကိုတော့အင်းနေမရပါပြောသွားလဲဆိုတော့ခြေခံဥပ္ပေဘလောက်ဘလောက်ဆောက်ရစားမယ်နော်ဒါတော့အင်းနေမပြောတော့အခုတို့မယုံတော့ဟာနော်အခုမြို့ချမြန်မာနိုင်ငံကမြို့ချသမဂဟိုမဘာတာကဒီပေါ့နော်ဒီစာကြီးအဲ့ဒါနိုင်ငံကြီးကိုနားလည်အောင်ကြိုးစားမလို့တစ်တော်လေးမှာပဲလဲမင်းနဲ့မဆိုအမေမရှင်းတော့ကွာမင်းတို့ဟာလေ အဲ့ဒါကအဲ့လိုကစီရစီစင်ကောင်းကြီးတွေစင်ချေရလေးလိုက်ရှာနော်ဒါသူတို့ကတာတူစင်စိတ်တယ်မလို့ပါဘူးနော်အင်းဒီလေးပြောပြလိုက်ပါဘောနော်ကျော်ရပြောလို့ဘာသူမှလက်မကမ်းလို့တပြောပြဘာသူမှအဲ့တော့ပိတ်ကုန်ပိတ်ကုန်နော်อืมအစိမ့်ပိတ်တာနဲ့ဘောပိတ်တာနဲ့မတူဖြစ်တာဟုတ်တယ်တကယ်ကိုတို့ကစိမ့်ပါလေနော်ဟိုစက်ကထောက်ခံတယ်သူကဒါမှဒါကြတော့ကိုတို့ ကိုလည်းကန့်ကွက်တော့မရှိပါဘူးနော်ဟုတ်တယ်ဘယ်ပါဦးမွတ်စလင်ဘာသာဝင်တွေရှိလို့ပြည်ဆောက်တာကတော့လက်ခံပြီးလို့ရအခုကဘာမှမရှိဘူးအဲ့ပလီမှာမလုပ်ပါဘူးမဆွေးတော့လားကျူကျူလှနဲ့မင်းအောင်နိုင်ပြေးရပါခလားဟုတ်မဟုတ်ကျူကျူလှနဲ့မင်းအောင်နိုင်တွားမှာလေအဲ့ယူခင်ဗျားတို့ကလည်းဗျာစုတ်ကြည့်ရကို့အဖောက်နည်းနည်းလေးပါလေဟိုမှာအောက်မှာမတ်နေလူတွေအားလာပါအောင်သူတို့ကသူမတော့ကားနေရဒီကနေ့အဲ့မှာကိုကိုရဲဘာသာလည်းမရှိဘူးဦးပြည့်မဲ့လူတွေမရှိဘူးဒီပြည်ကိုဘာပဲသူစောက်တာလေအဲ့ အဲ့လည်းမဟုတ်ဘူးကွာတယ်လောက်ဖြစ်နေတာကဘာလို့ဆင်းရလဲဆိုတော့ဒီပါပလီကကိုယ်ကယ်မဲ့သူရှင်းမဟုတ်ဘူးဒီပလီဆောက်မဲ့ပါမဟုတ်ဘူးကိုယ်ကယ်မဲ့သူရှင်းပဲနဲ့အဲ့အဲ့မှာလည်းဆင်းရကြအောင်နော်အဲ့ဒါပဲလေဖောက်ရမလားอืมအဲ့ဒါအားပိုင်နေတယ်ရှင်းပြရမယ်စေတနာရှိတဲ့ဆောက်တာရှာဖက်ပြီကိုတို့မယုံလို့ရှိရင်ယုံနေနေသွားနာထောင်ညာကြီးလေးပဲနော်ကတော့တို့တို့ပြလိုက်တော့ကောင်းမှာပေါက်ကူတော့ပြောနေအောင်နော်မင်းတို့ရဲ့ ကျွန်တော်စုစုတာတကယ်စတက်အမှန်ကန်ဟုတ်တော့သူကလုံးဝစတက်လုံးဝကတို့ဟိုမာတဲ့ဖေမှာပါပါအဲ့တော့ကျွန်တော်စုစုပြောတာလေးတော့နားထောင်လိုက်နော်အခုလို့ပြောတာမယုံနာတွေ့ရလားတကယ်ရမလားလို့လို့နေတယ်အားကြောင့်ငါအခု line တွေမှာငါတိတ်တက်တယ်ကဲတက်ကြည့်နော်အဲ့ဒါတစ်ဖက်ထက်ပြင်နေအဲ့ဒါကျွန်တော်တို့အခုကိုမောင်မောင်တို့ကိုမောင်စုမှုလို့ပုံစံပေါ်မှကြည့်တင်မြမပြီးတိုးတက်တယ် ဒီဘက်မှာလည်းဒီမိုကရေစီဘက်အချမ်းပေါ့ပြခင်ဗျားပြောတဲ့နီပိန်းတွေပေါ့ဟိုဘက်မှာလည်းသူတို့လည်းအဲစိမ့်ပိန်းပေါ့ထားလိုက်ပေါ့နော်ဒါပေမဲ့သူတို့ကြတော့နီပိန်းနဲ့စိမ့်ပိန်းပဲဖြစ်မယ်သူတို့ကြတော့အခုလက်ရှိအောက်ကမှတ်နေတဲ့ဟာကြီးအဲ့ဒါစိမ့်ပိတ်တယ်ပိန်းတာမဟုတ်ပိတ်ကုန်တာဘာမှမတွေ့တော့ဘူးအဘအလွယ်လို့အဘဘောတစ်လုံးကလွယ်လို့မျက်စိရှိမှဘာမှမရှိတော့ဘူးအစိမ့်ပိတ်ကုန်တာအဲ့တော့ဒီလိုမျိုးစိမ့်ပါဒီလိုမျိုးစိမ့်ပါမြန်မာပြည်မတိုးတဲ့ကြိုက်တယ်မပြောအဲ့ဒါဘာဖြစ်လဲအပြုတ်တော့ဆောင်းလာကြတယ် ။ तू ကဘယ်လောက်ထိတိုင်းပြီးကိုအကျိုးပြုနိုင်တယ်။ကိုကဘယ်လောက်ထိတိုင်းပြီးကိုအကျိုးပြုနိုင်တယ်။အပြိုင်အဆိုင်လုပြီးအကျိုးပြုရော်မယ်။အဲ့တော့ဘာဖြစ်လဲ။ကိုအကျိုးရှာကျင်တယ်ရှာလို့မရဘူး။အဲ့ဒါဆိုရင်တိုင်းပြီးတာမတိုးတက်စရာအကြောင်းမရှိဘူး။အနည်းတစ်ခုတည်းရှိတာလည်းမကောင်းဘူး။ဘယ်လိုလဲ။အာနာအဖက်ထဲမှာရှိနေတယ်တိုင်းပြီးတော့မကောင်းဘူး။ဒီလိုပုံစံမျိုးဖြစ်မယ်ဆိုရင်ဘယ်လောက်ကောင်းနိုင်မလဲ။ဒါပေမဲ့ပြည်တွင်းထဲကအခုနော်ကိုမောင်ပြောရမှာအဲ့ဒါသူပါစားကအဲ့လောက်ထုတ်ပြောရတာဒီလူတွေကအတိတ်တရားရှိတဲ့လူတွေအဲ့ဒီလူတွေတောင်မှကြော်စိုးဥပလို့ ်ငါဖောက်ဘလို့ပြောရတာစဉ်းစားကြည့်နော်အပညာရှိတဲ့သူဆိုသွေးကြည့်တာနဲ့လဲသေးလို့ရတယ်ဒါပေမဲ့ဟိုကောင်တွေကဆောက်ချက်ရှိတာမရှိတာမသိနော်ဟိုတစ်ဖက်ကပြောတဲ့စကားဆိုတာအချင်းချင်းတော့ဒါလို့ပြောလာပြီဆိုတော့ဒီကောင်တွေဒီကျော်စိုးဘူးလို့ငါပေါက်လို့အဆင်ရဘလို့ဖြစ်နေလဲဆိုတော့အဲ့ဒါကြည့်နားထောင်မကြိုက်ရင်ဒီနေ့ရမှာဟုတ်လားဟုတ်လားဒီစကားကိုငါပြောလိုက်ပြီဆိုတော့သူတို့မပြောမယ်တိလား အဲ့ဒီနိုင်ငံကြားကောင်းတယ်ဘာမှရှုံးလို့မရဘူးကောင်းတယ်အဲ့ CSS ဆိုပြောဟုတ်တယ်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 အခုလဲဘူးလက်လက်ဆိုရပြောတယ်လေပြောမယ်မဟုတ်ပြောတယ်လေဘူးလက်လက်ဆိုပြောတာရှိတာပဲနိုင်ငံကြားပြောတဲ့စကားတွေပဲယုံနေတယ်ဟိုမောင်ဆိုးရှိသေးတယ်ပါအဲဖင်လန်နိုင်ငံကလည်းဘယ်လိုလဲဘူးလက်ကပြောတယ်အမ်အဲ့လိုမျိုးပေါ့နိုင်ငံကြားပြောတဲ့စကားပဲယုံနေတယ်အစီမီတာမင်းဘာစောက်ခွင့်မှမရှိဘူးလို့ပြောနေလား ဟာဒီလူတွေအာနာမရခင်တော့တိုင်းပြည်ပေါ်အဲ့လိုပြောင်းလဲပြောင်းစားမျက်ပြောင်တိုက်ရဲတယ်ဆိုရင်အာနာဟာတို့လက်ထက်ရှိစဉ်းစားကြည့်ပြာဟမ်တော်ပြီဟမ်အဲ့တော့ကိုကိုအမျိုးပါရသဒနာကိုအကောက်ွက်ခြင်းနဲ့ကိုကိုအမျိုးသားစိတ်ဓာတ်ရှိတယ်ဆိုရင်စဉ်းစားပါပေါ့နော်ပြီးတော့မှမင်းတို့မမင်းကြီးလောက်တော့ကလည်းဒီလိုပဲဘဘကြီးလောက်တာလည်းဒါပဲဆိုတော့စကြမင်းတို့မင်းတို့မြန်မာနိုင်ငံသားတွေကဘယ်တော့မှသူတက်မှာမဟုတ်ဘူးအဲ့ဒီကလားကိုဒေါခင်ကြီးနဲ့ဦးလိုလောက်ပြလိုက်လို့ ဟာရိုဟင်ဂျာဖြစ်သွားပြီတိုင်းလာဖြစ်သွားပြီးလိုက်တာအဲ့ဒီပြည်နယ်ကတော့ဆိုးတာပါလို့ဆိုအခုမျိုးချစ်သမဂနော်မြန်မာနိုင်ငံမှာနေပြီးတော့မဘာသာကလုံးဝစာထုတ်လိုက်ပြီအဲ့ဒါလည်းမသိဘူးကျိုးစိုးဦးလည်းပြောနေပြီပေါ့ကိုလည်းပြောနေပြီဒါလည်းဒါလည်းကိုမုံပြောရင်မှားလို့မဒါကိုမောစခေါ်တာမှန်ပါလားအကိုပဲစပြီဒီကိစ္စအဲအမှအကြမ်းကိုပြောချင်တာပါအမှန်တရားဟာမြန်မာနိုင်ငံမှာအမှန်တရားဟာထောင်ထောင်ထဲမှာရှိရင်ရှိမရှိရင်သိပြီမသိလို့ရှိရင်ပြီပြီအဲ့သုံးခုပဲရှိတယ် ဟုတ်တယ်လေအခုဒါကိုမမောင်တို့ဆိုရင်ဗျာတသက်လုံးအစဲခံအဆိုးခံအပြောခံပြီးတော့ကျွန်တော်ပြောသလိုထောက်ခံလာတာဒါပေမဲ့မှန်တာကိုပြောခွင့်ရှိလားဥယျာထုတ်ကြည့်လိုက်နော်ဥယျာထုတ်ပြီးလို့ရှိရင်ဇော်ဘုံဟင်းတခက်အမာခံနေလေဒါပေမဲ့မှန်တာကိုပြောတာနဲ့အဲ့ဒီဟာသူတို့နဲ့စန့်ကျင်မဲ့ဖြစ်သွားရင်တွားပြီအခုဒီကိုမောင်စိုးနဲ့ကိုမောင်မောင်ဟာပြည်တွင်းထဲမှာရှိကြည့်ဒီလိုနေလို့ရမလားကြီးအောင်ပါပြီအထက်ရောက်ပါပြီ ဲ့တော့အဲ့လိုမျိုးកောင်မျိုးတွေကိုအားပေးတဲ့လားကျွန်တော်တို့ပြောတာအဲ့ဒါပုပ်ပွေအမုံတရားမင်းအောင်နိုင်ကိုကျွန်တော်ပုပ်ပွေအမုံတရားနဲ့အဲ့လိုမဟုတ်ဘူးမဖြစ်တဲ့အရာကြီးအဲ့ဒီမင်းအောင်နိုင်ထဲမှာဒေါအောင်ဆန်းစုကြည်ဖြစ်နေတယ်ကျွန်တော်လက်ခံပြလို့မရဘူးဒီသဘောတရားကိုကျွန်တော်တို့နိုင်ငံသားတွေအားလုံးသဘောပေါက်နားလည်ကြဖို့လိုတယ်အနေအစိမ့်တုပ်ပက်ဖို့ပဲလောက်မကြည့်နဲ့တုပ်ပက်ဖို့ပဲကြည့်တာတိရစ္ဆာန်ကျွန်တော်တို့ကမှန်တယ်ကိုရီးယားတော့နော်ဒါဟိုဘက်အချမ်းဒီဘက်အချမ်းဒါပေမဲ့ဘက်ကိုအရင်မကြည့်ကြအောင်အမှားအမှန်ကိုအရင်ကြည့်ကြပါမယ်ဒီလူတွေအခုပြည်တွင်းမှာရှိရှိ ဒါလိုမျိုးနေလို့ရမလားဒါလိုပြောလို့ရမလားဒါပေမဲ့သူတို့ပြောတာမှားနေလို့လားအဲမဟုတ်တာတွေသူတို့ဆွဆွဲနေတယ်မင်းအောင်လိုက်ဘူးမဟုတ်တာအဲမောင်မောင်ကဆွဆွဲရကွာမောင်စုကဆွဆွဲရကွာဆိုပြီးအာမင်းအောင်လိုက်လို့ဖွက်နေအာဒီကောင်လေးနိုင်ငံခြားမှာနေပြီးမဟုတ်မမှန်တာတွေလောက်တဲ့လီသက်ဆွဆွဲနေတယ်အဲဒါမျိုးဖြစ်တဲ့အမျိုးသူတို့ပြောတာတွေအကုန်လုံးကမှန်းနေတယ်ဒါပေမဲ့အဲ့ဒီမှန်တာကိုပြောခွင့်မပေးဘူးဆိုတော့ဒီတိုင်းပြည်မှာဒီလိုလူမျိုးတွေကိုကျွန်တော်တို့ဥဆောင်တဲ့အခန်းကဏ္ဍမှာထားတင်လားမထားတင်ဘူးလားနော် အဲ့တော့ကျွန်တော်တို့ဘက်ကပြောရင်ခင်ဗျားဘက်မတူလို့ပြောတယ်ဆိုတဲ့ဟာမျိုးဖြစ်လာတဖက်ချင်းအတူတူအခုပြောလာကြပြီမခံနိုင်တော့ဘူးတိုင်းပြည်စုပ်ပြတို့တိတယ်လေသူများနိုင်ငံနဲ့နှိုင်းရှင်လိုက်ဘယ်လောက်နိုင်ကြတယ်တို့တွေသိတယ်ဒီဒီဒီမပြေထောင်ကြခံတယ်အဲ့ဒီကအမှန်ကအမှန်ကအခုဇော်ဘုံဘာထောင်ရအောင်ဟုတ်တယ်လေအဲဇော်ဘုံထောင်နေရတော့ငါပေါက်ကပြောတယ်အထဲရောက်တော့ကောင်းတယ်တဲ့ဇော်ဘုံကမပြေဝဘူးတဲ့ ။အော်ဇော်ဘောင်းဟင်းအားပေးတဲ့ပြည့်တဲ့ကတော့ဘလို့နေလဲမသိဘူး။ကိုဇော်ဘောင်းဟင်းအားကိုဇော်ဘောင်းဟင်းကိုဇော်ဘောင်းဟင်းဆိုအားပေးခဲ့တဲ့သူတွေနာလားမနာလားတော့မသိဘူး။ကျွန်တော်ကြားတဲ့ကျွန်တော်တစ်သက်လုံးဆဲလာခဲ့တဲ့ဇော်ဘောင်းဟင်းထောင်ထဲရပါဘူး။ပျော်မပျော်ကျွန်တော်ကပျော်သွားမှာ။ဟုတ်တယ်နော်။အာဘောနကောင်ထောင်ထဲရောက်သွားကွာကိုကပြောအခုကကိုကမပြောအောင်ဘောဆိုနားနေရတယ်ဟမ်ကိုပဲဆဲခဲ့တယ်ကောင်ကိုပြန်နာဘောဆိုအမှန်တရားကိုတသက်လုံးကာခဲ့တဲ့လူပြားတသက်လုံးအမိုက်ခံပြီးနေခဲ့တဲ့လူထောင်ထဲထည့်တာကိုကောင်းတယ်တဲ့ငါပေါက်ကဇော်ဘုန်းကြီးကမပြေဝဘူးတဲ့ဟို ထောင်ထဲမှာနေလိုက်လို့ရှိရင်ဒါပြေဝါဝမယ်ဟာပြိုးထွက်တာကိုကျွန်တော်အံ့ဩတယ်ကျွန်တော်ဒီပုဂ္ဂိုလ်ဒီလောက်တောင်အောက်တန်းကျတာလားလို့ပဲဇော်မိုးရေးဆွေမျိုးသားချင်းညီကောင်တော်ကမရဆပြီးတော့တာသမီးနော်သူသမီးလေးရှိတယ်သူမိန်းမရှိတယ်အခြားလူတွေမေးကြည့်ပါဗျာဟဲ့လူတယောက်ထောင်ထဲနှစ်ပေါင်း10နှစ်17နှစ်ဖမ်းပြီးထည့်ထားတဲ့အရာကိုကောင်းတယ်လို့ပြောထွက်တဲ့လူနော်တစ်ဖက်ချမ်းပြောရင်အခုကျွန်တော်လူမျိုးပြောရင်တော့ကြားကောင်းအောင်မယ်ဟမ်ဇော်ဘိုးကြီးကောင်းတယ်ဒီကောင်ဒါဘက်ကြီးမတူဘူး တဖက်ထဲအတူတူဒါဇော်ဘွင်းဆိုတာအနကောကိုဇော်ဘွင်းဟိငါပေါက်ကဘာညာလုံးလဲကောင်ဟဲ့ဇော်ဘွင်းကိုဖားရလေးငါပေါက်ကဟိုတူးထက်ဆိုင်ဇော်ဘွင်းဟိအပေါက်ရောက်တယ်ပေါက်ရောက်တဲ့တွေ့အဲငါပေါက်ကိုဇော်ဘွင်းဟိမဖြစ်တာညာဖြစ်တာတကယ်ကြကြကြောက်ပေါ်တယ်ကောင်လုံးအောက်တန်းစားစိတ်တည်းကြည့်လားတော့အခုတော့မှပြပောက်နေလို့ပြောရတာပါမကျွန်မပြောစစ်ကြည့်ဟုတ်ပါတယ်လုံးမလွယ်ပါဘူးတဲ့တဲ့မဟုတ်မြန်မာပြည်မှာပြောဖို့မလွယ်တော့နားလေတိပါတယ်ဒါပေမဲ့ပြောအမှန်တရားကိုထွက်ပြောလို့မရရင်တော့မှားတာယူတော့မှန်တယ်မလုံးနဲ့ အခုတော်တော်ဆိုးဘူးလို့ငါပေါက်လို့လုံနေတာအဲ့ဒါကျွန်တော်တို့ပြောနေရတယ်ဆိုတာမပြည့်တုံးမှမလို့အာဘာလို့တော်တော်မှားနေကွာအင်းမှားမပြောရဲဘူးလေရရဘာမှမပြောနဲ့ဒါပေမဲ့အဲ့မှားတာလုံနိုင်ရုံမှန်ပါလေလို့တော့မယုံပါနဲ့လေဒါတော့လက်ခံပေးဆိုတော့မင်းနေတဲ့အစ်မမဟုတ်လားမေမွေးစားတာကတော့ခေါင်းသားလည်းအဲ့နဲ့ပတ်သက်ပြီးကလည်းမပတ်သားဘူး။ဒါကနိုင်ငံကိုချစ်တဲ့လူတွေကတော့ခေါင်းသား။ပြောပြောတယ်ကြည့်ပြော။အဲ့တော့မမသားတွေကတောင်းမအောင်ပါပါ။ကိုယ်ရင်းလည်းပြောလို့ရှိရင် တို့ကဘာနဲ့လားတဲ့တူလဲဆိုတော့ခါကြတော့မကျင်တဲ့သူလှမ်းစော်တာစော်တဲ့ပုံစံမျိုးဖြစ်တော့နော်ငါမှန်တယ်ကဒီကိစ္စလည်းပြောတိတ်မပြောချင်ပါဘူးဒါပေမဲ့ငါ့ကိုငါဘာဘာသာမခွဲခြားဘူးလူမျိုးမခွဲသားချဘူးပါနော်နောက်ဆုံးပိတ်အီအီနဲ့အာစာနဲ့ဆိုငါအာစာတော်ရွေးသေးတာဆိုတော့ငါ့ကိုဟာဂျီမောင်မောင်တို့တဲ့မှာမွတ်စလင်တို့ကလားတို့ငါ့ကိုတားဆွဆွဲတယ်အဲ့တော့ငါလည်းပြန်ပြီးတော့ပြန်ပြီးတော့ခုကပြောဆိုတင်ပါလေဟုတ်တယ်မလားဘာကြောင့်ခုကပြောဆိုအော်မင်းတို့ကလာပြောတယ်မင်းတို့ဘာဘာကြီးကြမင်းတို့ကလာပြောပါလားဆိုတာလေအဲ့ဒါတော့ငါပြောလိုက်မိတာပါ အဲ့ကနေဘလို့ဘလို့မီးလောင်ကုန်လည်းမသိပါဘူးအဲ့တော့ငါလည်းကို့မှာအချက်လက်ရှိအောင်ထောက်တဲ့တိတ်ပဲပါဟာငါတို့ဟာတော့မင်းတို့ကဟမ်ငါတို့မင်းတို့ကလားပေါ့လေမင်းတို့ကလည်းဘာဘာကြီးတာမင်းတို့ဘလို့ခေါ်မလဲမာပလီသွဲသွဲစောက်ထိုင်တယ်ဒါလေးပဲပြောလိုက်တာအဲအဲ့ဒီကနေစပြီးတော့တခါလဲမမသားရောမမသားလူတွေငါမေးတာပေါ့အဲ့ဒါကြောင့်မလို့ညာချုပ်ကိုမမသားရပြောတယ်ပေါ့နော်ဒါဒီကောင်ကလားဒီကောင်ကလားအားပေးတဲ့သူဟဟမမကကလားအားပေးတဲ့သူကလားအဖြစ်နိုင်ငံဖြစ်အောင်လုပ်နေတဲ့သူဆိုပြီးတော့ ဒါဒီဟာမပြောနဲ့လေ NND အစိုးရတက်လိုက်ကလားနိုင်ငံဖြစ်မှာတို့ကလားတွေခေါ်နှွင့်ကုန်မှာတို့ကလားတွေနေရာပြေကုန်အကုန်လုံးဖွားလိုက်တာလေမတီးလို့ရှိရင်တကယ်ဖြစ်လာခဲ့တာကြည့်ပေါ်ဗျာဒီလူတွေရဲ့အကျင့်စရိုက်တွေအဲ့တော့တွေကကြည့်အဲမဘာသားတွေကဆဲလာဆဲတဲ့အတွက်ကြောင့်မို့လို့အဲမဘာသားတွေကိုပြန်ပြီးတော့တုံ့ပြန်တာပါအဲ့ဒီကနေရာဘယ်လိုနေပြဿနာဖြစ်ကုန်လဲမသိဘူးနော်ကဲဗီဒီယိုဖိုင်ရလဲတအားရှည်သွားမှာစို့လို့နော်တို့ပြောရတာဒါတို့လိုက်နှွင့်တဲ့ဟာကို screen recorder ဖမ်းပြီးတော့ Facebook မှာတင်ထားတဲ့တူတက်ရောက်တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ယူလာပြီးပြတာပါအဲ့တော့ ဟိုဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းထဲမှာလည်းဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့လူတွေအနေနဲ့နော်အမြင်မြင်တတ်သွားမှာပါနော်ငါတို့ဘက်အချမ်းမှာဘာတွေဖြစ်နေလဲငါတို့ကထောက်ခံတဲ့လူတွေထဲမှာဘလို့အတန်းစားတွေပါနေလဲဘသူတွေကတော့ဘလို့လဲဆိုတာကိုအတိတရားစစ်ပြည့်တဲ့လူဆိုကြည့်လိုက်ကြတယ်တိပါတယ်နော်အဲ့တော့ကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့တိုင်းပြည်မှာတိုးတက်စေခြင်းလေလူတိုင်းကပါဇက်ကတော့တိုးတက်စေခြင်းတိုးတက်စေခြင်းတိုးတက်အောင်လုပ်မဲ့လူတွေပဲဥဆောင်တင်တာတယ် ဟုတ်တယ်နော်ဒီစစ်ကောင်းဆောင်တွေကသူတို့ဥဆောင်ခဲ့လို့ပဲတိုင်းပြည်ကဘယ်အဆင့်ထိရောက်လာခဲ့ပူပါပြီလဲနော်ကြည့်1962မှာ အာနာတိန်နဲ့အာနာမတိန်ကပထမ62မှာတိုင်းပြည်ရဲ့တိုးတက်မှုဘယ်လောက်ရှိခဲ့လဲနော်အခုပြောရတယ်တက်တက်ခိုင်အောင်ပြောပါသေးတယ်မြန်မာပြည်ကပေါ့တေယုံနဲ့အိန္ဒိယဆိုတဲ့အင်အားကြီးနှစ်နိုင်ငံဂျာထဲမှာရောက်နေလို့ပါတယ်အရင်ခေတ်ကရောအဲ့ဒါဆိုကျွန်တော်မေးပါမယ်ဟမ်60ဒီအာနာမတိန်က62လောက်မှာ60လောက်မှာအိန္ဒိယတို့တရုတ်တို့က ညာလိုချင်လို့မြန်မာနိုင်ငံရန်ကုန်တက္ကသိုလ်မှာကျောင်းတာတက်ကြတယ်မြန်မာနိုင်ငံကရွာထဲဘွက်လက်မှတ်ကဘာမှာစိုက်တဲ့နေရာတော့အလုတ်လုတ်လို့ရတယ်ဆရာဝန်လက်မှတ်စိုက်တဲ့နေရာတော့အလုတ်လုတ်လို့ရတယ်ဟမ်သူများအနောက်ဥရောပတို့ဘာလို့သွားမှာဆိုရင်အခုဆိုကိုရီးယားမှာလေရင်တော့စီးရတယ်ထိုင်းတူနာဘူမိကွေးမှာလေရင်လာစီးရတယ်အဲ့ဒီခေတ်ကတော့အဲ့ဒီကိုရီးယားတို့ထိုင်းတို့ဒီအာရှကနိုင်ငံတွေကမြန်မာမှာလာစီးရတာကဲစဉ်းစားကြည့်အဲ့ဒီအဆင့်ကနေ ဲ့ချိန်တော့ထိုင်းနဲ့မြန်မာဘယ်သူကငွေစည်းပုံမြင့်တယ်အခုထိုင်းဘတ်ငွေ900ကျော်လောက်ကိုမြန်မာငွေတသိန်းဖြစ်နေပြီဒါတွေအားလုံးလုတ်ခဲ့တာဘယ်သူတွေအရက်သားတရားမှမပါဘူးနော်တော်လိုင်းဒီမိုကရေစီဘက်အချမ်းကလူတရားမှမပါဘူးအဲ့ဒီစစ်ဘုံချုပ်တွေပဲလုတ်ခဲ့လို့တိုင်းပြည်အဲ့လိုနိုင်ကြခဲ့ပွားပြီ2030 2030ရောက်ပြန်တော့ဘာပဲဒီစစ်ဘုံချုပ်တွေပဲဘောင်းမီချုပ်ပြီးတော့အစိုးရပြန်လုတ်တယ်သူတို့ပြင်ခဲ့တာတွေသူတို့ပြန်ဖွင့်တယ်ပြီးတော့သူတို့ပဲကက်တင်ရှင်ကြီးလို့လုပ်တယ်ဒါပေမဲ့တိုင်းပြည်ဘာဖြစ်လဲအကျွင်းတော်တွေပဲရောက်ခဲ့ အဲ့1995မှာအရင်အစိုးရမတက်လာခင်အာလော်ကြတာလော်ကြတာအရင်အစိုးရတက်လာရင်ကလားနိုင်ငံဖြစ်မှာအရင်တက်လာတယ်ငါးနှစ်အုပ်ချုပ်သွားတယ်တိုင်ဒါတော့မှတိုင်းပြည်ရဲ့အာဏာအရှိဆုံးအရေးပါဆုံးဝန်ကြီးဌာန၃ခုနော်ကာကွယ်ရေးရဲ့ပြည်ထရေးရဲ့နေဆက်ရေးရဲ့အဲ့ဒါကအရင်ဒီအုပ်ချုပ်ခွင့်မရဘူးနော်အုပ်ချုပ်ခွင့်မပြောနဲ့စည်ရင်းလေးတော့စစ်ပိုင်ခွင့်မရဘူးအဲ့ဒီဝန်ကြီးဌာန၃ခုကို NLD အစိုးရကဘတ်ဂျက်ပေးရတယ်ဘတ်ဂျက်တော့ပတ်စံတော့ပေးရတယ်သူတို့၃ခုပတ်စံဒါပေမဲ့မင်းအဲ့ပတ်စံကိုဘမာတုံးလဲလို့မေးပိုင်ခွင့်တော့မရှိဘူး မင်းအောင်လိုက်သူမရဒူလာဟာကိုရွှေကွက်လိုက်တော့ကုံကလည်းအန္တဒီကပြောပိုင်ခွင့်မရှိစဉ်းစားကြည့်ကစဉ်းစားကြည့်ခင်ဗျားတို့အဲ့ဒီညမှာဆိုတပည့်တို့ခေါ်တော့မခေါ်ဘူးလားကဲသူကြိုက်တဲ့တော့ဘလူးမပြောပိုင်ခွင့်မရှိဘူးလေဒီတိုင်းမိမွေစစ်စေးပိုင်ခွင့်လည်းမရှိဘူးလေတော့အဲ့ဒီအနေထားနဲ့၅နှစ်ဖြတ်တန်းလာတော့မှမြန်မာပြည်ဟာအန္တဒီဆိုရ၅နှစ်မှာသုံးသက်ပြောင်းလဲလာတာစုပ်ယုပ်လာတာလူတိုင်းသိပါတယ်ဒါငင်းစရာတော့မလိုဘူး ။နောက်အဲ့ဒီအနေထားနေအခုအာနာတိန်လိုက်တယ်။အာနာမတိန်ခင်မှာဘယ်လောက်လဲ။ကုံစင်းတို့နေဘယ်လိုလဲ။အခုအာနာတိန်ပြီးနောက်ပိုင်းဘယ်လိုဖြစ်ကုန်လဲ။အာနာမတိန်ခင်စံတိန်တုံးတုံးကျော်ကနေအာနာတိန်ပြီးတာလှပိုင်းတွင်တသိန်းကျော်ခုန်တက်သွားတယ်။အလောက်ကင်နေအာနာမတိန်ခင်တော့ဘယ်လောက်ထိပွင့်လန်းတယ်။ကျွန်တော်တို့ဆိုကျွန်တော်ရန်ကုန်မှာစိုင်ဖွင့်ဖို့နေရာတော်ပြောပွားပြီ။အဲ့သူတို့ပြောနေတဲ့ပကံစေးတဲ့ကွတ်တီလို့ဆိုတော့အဲ့ကွတ်တီလိုစိုင်ဖွင့်ဖို့။နော်။နေရာတော်ပြောပွဲကျွန်တော်စာချုပ်ချုပ်ဖို့ငွေချေဖို့တော့ပဲကျွန်တော်နေ။ ဝါရမ်းမအဲ့တော့အဲ့လိုအနေထားကနေအခုအလုတ်ကန်နေအဲ့လောက်ပေါများခဲ့တယ်ကားစက်ရုံကြီးဆိုကားတွေလက်ပတ်နေပြီအဲ့ဒီအနေထားကနေအာနာသိမ့်လိုက်တာဘလို့ဖြစ်ကုန်လဲဆိုတော့ဒီလိုလုပ်ခဲ့တဲ့လူတွေကိုကျွန်တော်တို့ဟာလုံလဲလုပ်ခဲ့ပူရပြီနော်လက်ရှိတဲ့သူတို့ဖြစ်စီတို့တိုင်းမြီဒီအောက်ရောက်နေပြီနောက်လာမဲ့အရှိကိုတော့မင်းတို့ခဏထိုင်းနေပါထိုင်းနေဆရာဝန်တွေအင်ဂျင်နီယာတွေနော်တတ်သိပညာရှင်တွေပြီးလို့ရှိရင်ကောင်းဆောင်တွေတိုင်းနာကောင်းဆောင်တွေဘုကျုပ်ထွန်းမြတ်နိုင်တို့ဘုကျုပ်ခွန်မော်တို့လိုမျိုးတော့တိုင်းနာရည်တဲ့မှာထက်ထက်မြတ်မြတ်ရှိတဲ့ကောင်းဆောင်တွေလာ ဒီမှာရှိတဲ့ပညာရှိအတိုင်းဝိုင်းနေတဲ့ဒီဥဆောင်တိုင်းနဲ့ခေါင်းဆောင်နဲ့အကုန်ပေါင်းတိုင်းပြည်ကိုဥဆောင်ခွင့်ရအောင်မယ်ဆိုရင်ဒီတိုင်းပြည်ကမတိုးတက်ရင်လာလဲလာဖြတ်လိုက်အဲ့လိုတိုးတက်မဲ့တိုင်းပြည်ကိုမတိုးတက်အောင်မီးမျိုးစုံဂလန်တိုက်လိန်ညောင်းလှုပ်ချင်တဲ့လှုပ်ဒါကြီးကိုကျွန်တော်တို့ကငါတို့အားပေးတဲ့ဘက်ဆိုပြီးထောက်ခံတင်တာမင်းအောင်နိုင်လုံမမို့အဲ့လိုလှုပ်လိုက်ရင် NND ကဒေါန်ဆန်းစုကြည်ဥဆောင်ပြီးအဲ့ဒီပုံစံလှုပ်လိုက်ရင်လည်းပြည်သူကစန့်ကျင်ရမယ်ကျွန်တော်တို့ပြောတာအဲ့ဒါအဲ့တော့ပြည်သူတွေမှနေလို့မစန့်ကျင်နိုင်ဘူးမတော်လန်နိုင်ဘူးဆိုရင်တော့ ိုယ့်ရဲ့နေမှုထိုင်မှုပြောမှုဆိုမှုတွေဟာဒီပေါက်ကရလုံနေတဲ့လူတွေအတွက်အားမဖြစ်သွားဖို့အရေးကြီးတယ်။ဒါလေးကိုအားလုံးသိစေချင်ပါတယ်။ကျွန်တော်တို့တော်လိုင်းလို့လဲဆိုတာစစ်သားတွေကိုမုံတဲ့မုံတရားစိတ်နဲ့လုပ်တာမဟုတ်ဘူး။နော်တိုင်းပြည်ကိုစိတ်နဲ့မလုပ်တာ။အဲအဲ့လိုနေရာမှာကျွန်တော်ပြောရတဲ့စကားရိုင်းတဲ့ဟာပိုင်ပါမယ်။နော်ပြန်းတဲ့ဟာပိုင်ပါမယ်။ဒါပေမဲ့လို့တစ်ဖက်ကအပေါ်မူတည်တယ်။ကျွန်တော်ပြောသလိုဘောမတိုင်းကိုကျွန်တော်ရိုင်းဆိုင်တုတ်ပြန်တာ။အဲအခုဘောမရဲ့ထဲမှာရှိပါတယ်ငစီကအရင်ဆုံးလို့ဟင်း မေးကြည့်ပါအဲ့ဒီကိုမောင်ဆိုလို့ကိုမောင်မောင်တို့မေးကြည့်လက်စီရရိုင်းလာလို့မေးကြည့်နော်ကျွန်တော်တို့ပြောတာတန်ရန်တန်ရာပဲရမယ်စန့်ကျင်ဘက်အရက်မှရှိတဲ့လူဖြစ်နေပါစေကိုနဲ့အခုဆိုရင်ဒါကိုမောင်ဆိုကိုမောင်ဆိုဒါစကားရပြောမှဆိုဗျာသူတို့ဒီစစ်တပ်အပေးတယ်ကျွန်တော်တို့ကတော်လိုင်းဘက်ကဒါသူလည်းကျွန်တော်ရန်သူပဲရန်သူပေမဲ့တိတ်ခါရှိတဲ့ရန်သူဖြစ်ဖို့လိုတယ်အဲ့တော့ဒီလိုလူမျိုးတွေကိုကျွန်တော်တို့ဘလောက်ပဲရန်သူဖြစ်နေပါစေစကားပြောတဲ့နေရာမှာတယောက်နဲ့တယောက်လို့ဆွတ်ထားပြီးတော့ရင်ချင်းပြူမှာဆိုပြောလို့ရတယ် ော်လူလိုတိတာကိုအပြင်းရအဲ့ဒါသူတို့ပြောလိုက်လဲကိုကလူလိုလက်ခံတယ်လူလိုစကားပြောတယ်ကိုပြောလိုက်လဲသူတို့ကလူလိုတိတယ်လူလိုစကားပြောတယ်ဒါပေမဲ့အခုပြည်တွင်းဟာဒီအဲ့ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ငပောက်တို့ပိုင်ရဲကိုတို့ဘာတွေလဲကွာစုတ်ပြတ်နေတယ်တိတ်ခါဆိုတော့ဘာမှမတိတဲ့အတန်းသားတွေအဲ့လိုလူမျိုးကိုကျွန်တော်တို့ဘယ်လိုပြောမလဲနော်ဒါပါပဲကျွန်တော်ပြောချင်တာအဲ့ဒါအဲ့တော့ဒါလုံးရအမှန်တရားတွေကိုထောက်ခံတဲ့ဘောမတွေမြန်မြန်ထွက်ပေးပါကျွန်တော်တို့အားပေးတယ် ။ဗချင်းမတူရင်နေပါစေ။နော်ကျွန်တော်တိုင်းပြည်ကအဲ့ဒါဆိုရင်တိုးတက်မယ်။အေးအဲ့လိုမဟုတ်ဘဲနဲ့ဒီပြည်ကညစ်ပတ်ဆုတ်ပဲ့နေတဲ့အောက်တန်းစားဘောမတွေပဲရှိမယ်ဆိုတော့ကျင်းနေတယ်ဟဲ့တိုင်းပြည်ဘယ်တော့မှကောင်းစားမှာမဟုတ်ဘူး။